ဟုတ်လို့မင်္ဂလာပါရှင်။ဒီမှာဒီခေတ်နေ့အများကြီးရပါလေ။ဒီဟိုပြီးခဲ့တဲ့နေ့ရောင်းအားတွေပေါ့။ကျွန်တော်တို့ဒီ Thai psychology နဲ့ပတ်သက်ပြီးတော့ပညာရှင်ကြီးရဲ့လေ့လာဖော်ထုတ်ထားချက်တွေ၊သူတို့တွေရဲ့ယူဆချက်တွေ၊တွေးရှိချက်တွေကိုကျွန်မဆွေးနွေးခဲ့ပါတယ်။အဲယနေ့မှလည်းပဲမူကြိုပညာရေးပေါ့နော်။ ECCD လို့ခေါ်တဲ့ Early Childhood Care and Development ဆိုတဲ့ ECCD ပညာရေးရဲ့ ဒီ pro ချင်းကန်ဒီအမျိုးမျိုးအများကြီးရှိတယ်ချင်းကန်ဒီတွေအများကြီးရှိတယ်အဲ့ချင်းကန်ဒီပုံစံတွေပေါ့နော်ဒီကကလေးတွေကိုဖွင့်ပြိုးဖို့အတွက်ချင်းကန်ဒီအများကြီးရှိတဲ့နေရာမှာကျမချို့ကိုခင်းဆွေးနွေးပေးသားမှာဖြစ်ပါတယ်ရှင်အဲ့ဒီမှာဆိုလို့ရှိရင်ကျမတို့ ECCD ပညာရေးမှာတကယ်ကိုပဲဟိုပေါ့နော် ဟိုမရှိမဖြစ်ဒါလူတိုင်းဟိုအများကြီးသုံးသုံးပြုနေရတဲ့ဒီ Montessori ဆိုတဲ့ဒီ approach ကိုကျမတို့ချင်းကန်နီကိုဒီဆိုတာလည်းရှိတယ်။အဲ့လိုမျိုးချင်းကန်နီတွေဒီလို Montessori ရကြတော့ Maria Montessori ဒေါက်တာ Maria Montessori ကနေပြီးတော့လေးလာပြီးတော့ဒါသုံးပြုဖို့အတွက်ပေါ့ညဝေခဲ့တဲ့ချင်းကန်နီလေးဖြစ်တယ်။အဲ့လိုပဲအဲ့ကတော့ဒီက Montessori approach ဆိုတာကြတော့သူက အမီပေါ်မှာမူတည်ပြီးတော့ပေါ့နော်အမီရဲ့အကြောင်းအရာမီပေါ်မှာမူတည်ပြီးတော့ဒီချင်းကန်နီရဲ့အမီလေးကိုပေးထားခြင်းဖြစ်တဲ့တချို့တွေကကြတော့ကျမတို့ချင်းကန်နီတွေမှာနေရာဒေသအမျိုးမျိုးပေါ့နော်နေရာဒေသတွေရဲ့ပေါ်မှာမူတည်ပြီးတော့ပေါ့နော် ပေးထားတဲ့အမီရှိရဲ့တချို့ကကြတော့အခြေအနေရဲ့အပေါ်မှာမူတည်ပြီးတော့ဒီချင်းကန်နီတွေကိုကျမတို့အမီနံပါတ်တွေအမျိုးမျိုးပေးထားပါရဲ့ရှင်အဲ့ဒီလိုမျိုး ပေးထားတဲ့အထဲမှာမှာကျမတို့ဒီပထမဦးဆုံးကျမဒါဒီထဲမှာလေ့လာမယ်ချင်းကနေရကြတော့ Montessori approach သူကကြတော့တရေသားကနေပြီးတော့အသက်၈နှစ်အထိတက်မှတ်ထားတဲ့ကလေးတွေပေါ့နော်ကလေးသူငယ်ပြုစုစောင့်ရှောက်နေတွေမှာဘလို့ချင်းကနေတွေတုံးကြမလို့ဆိုတာကိုကျမတို့ကလေ့လာမှာဖြစ်ပါတယ်အဲ့ဒီချင်းကန်ကြီးမျိုးမျိုးရှိတယ်မျိုးပေါင်းများစွာရှိတယ်အဲ့ဒီချင်းကန်ကြီးရဲ့အမည်တွေအားလည်း ပညာရှင်တွေရဲ့အမိတွေလည်းရှိတယ်၊နေရာဒေသအမိတွေလည်းရှိတယ်။နောက်တစ်ခါလှုပ်ဆောင်တဲ့နီးလန်းတွေပေါ်မှာအခြေခံတဲ့အခြေခံထားတဲ့ပေါ့နော်အမိတွေလည်းရှိတယ်။အဲဒီလိုမျိုးချင်းကအမိအမျိုးမျိုးတွေရမှာကျမတို့ချင်းကနေပြီးပထမဦးဆုံးလေ့လာမှာတော့ကျမတို့ဒီမာရီယာမွန်တက်ဆိုရီလို့ခေါ်တဲ့ပညာရှင်ကြီးရဲ့ချင်းကနေပေါ့နော်။ဒီပညာရှင်ကြီးရဲ့ချင်းကပ်နေရကြတော့ကျမတို့ ECCD မှာပေါ့နော်မရှိမဖြစ်မသိမဖြစ်တဲ့ ဟိုနီလန်မက်သက်တစ်ခုတည်းဖြစ်တယ်။ဒီက Montessori approach ကကျမတို့ကလေးတွေကိုကိုယ်တိုင်ကလေးတွေကိုယ်တိုင်ပေါ့နော်လွတ်လွတ်လပ်လပ်နဲ့သင်ယူနိုင်အောင်လေ့ကျင့်ပြုထောင်ပေးတယ်။မိစနစ်ကလေးပဲဖြစ်တယ်။ကလေးကိုဗဟိုပြုတယ်။ကလေးရဲ့လိုအပ်ချက်တွေစိတ်ဝင်စားမှုတွေကိုဒါဟုတ်ပြုပြီးတော့ဒါဖွင့်ပြအောင်လုပ်တယ်လှုပ်ဆောင်ပေးတယ်နီလန်လေးဖြစ်တယ်အဲနောက်တစ်ခုကကြတော့ကိုယ်တိုင်ကိုပေါ့နော်မိမိကိုယ်တိုင်ကလေးကိုယ်တိုင် စည်းကမ်းနဲ့ပတ်သက်ပြီးတော့အပြုအမူကောင်းတွေဖြစ်လာဖို့ကိုကိုကိုစည်းကမ်းထားတဲ့ set discipline ကို လေးထားတယ်ချင်းကန်ဒီတခုလည်းဖြစ်တယ်နောက်ပြီးတော့ကလေးတွေရဲ့စူးစမ်းရှာဖွေ တွေးရှိလေ့လာမှုတွေကိုအလေးထားတယ်ချင်းကန်ဒီက Montessori approach ဖြစ်ပါရဲ့ရှင်အဲ့ဒီမှာဆိုလို့ရှိရင်ကျမတို့ဒီလိုမျိုးပေါ့နော်ဟိုချင်းကန်ဒီတွေမှာဆိုရင် ီမွန်တက်ဆိုရီကကြတော့ကလေးပူတိုင်းမျိုးပဲတာဝန်ယူပြီးတော့တည်ယူရဲ့ပုံစံကိုအားပေးတယ်ဟိုမိအားပေးတယ်ဆိုတာလေးကိုမိမောင်းထုတ်ပြထားပါတယ်ဒီလိုမျိုးဟိုကလေးကိုယ်တိုင်သူ့ကိုသူ့ကိုယ်တိုင်မဲ့သူစိတ်ဝင်စားမှုပေါ်မှာမူတည်ပြီးတော့ဒါတာဝန်ယူပြီးတော့တင်ယူမှုတွေကိုဖြစ်စေအောင်ဖြစ်စေအောင်ပေါ့နော်ဒါသူ့ရဲ့ဒါမွန်တက်ဆိုရီရဲ့ လေးလာပေါ်ထုတ်ထားတဲ့ချင်းကပ်နီးတွေထဲမှာဒီသူဒီပစ်ကလေးကိုဒီလိုမျိုး လေးလာလို့ရအောင်ပစ္စည်းတွေကိုလည်းပေါ့နော်ဒါဒါစနစ်တကျစီစဉ်ပေးထားတယ်အဲ့လိုပုံစံတွေကိုနဲ့ချင်းကပ်တဲ့ပုံစံနဲ့ဒါတည်ယူမှုကိုအောင်မြင်အောင်ဆောင်ရွက်တဲ့နည်းဖြစ်ပါတယ်ဒီနည်းရကြတော့ဒါဒေါက်တာမာရီယာမွန်တက်ဆိုရီဘောမှာဆွဲပြုပြီးတော့အမိပေးခဲ့တယ်ဒါနည်းလေးလေးဖြစ်ပါတယ်နောက်တစ်ခုကကြတော့ကျမတို့ water approach ဆိုပြီးတော့ပေါ့နော်ချင်းကန်နေလေးရှိရဲ့သူကကြတော့နေရာဒေသပေါ်မှာအာအမိပြုပြီးတော့မှဲ့ခေါ်ထားတဲ့ချင်းကန်နေဖြစ်တယ် water ဆိုတဲ့ပညာရှင်ကြီးကတော့ root to ကနေပြီးတော့စတင်ပြီးတော့ဖော်ထုတ်ခဲ့တဲ့ချင်းကန်နေဖြစ်တယ်ဒီကပညာရှင်ကြီးကစံပြဖို့ထုတ်ခဲ့တဲ့ချင်းကန်ဒီပုံစံမျိုးတွေထဲမှာဘယ်လိုလုံးဆိုရင် तू က ဒီစံနမူစံပြုတ်တဲ့ပေါ်ထုတ်တဲ့ပုံစံမျိုးတွေကိုမလုပ်ဘူးအဲဘယ်ဟာကိုစံပြုတ်ပြီးတော့လေးလာမယ်ဆိုတာမျိုးပေါ့နော်အဲ့ဒါမျိုးကိုသူကမလုပ်ဘူးလုပ်တော့ရှင်လည်းအ ਨੇ ပါပဲလုပ်တယ်များများမလုပ်ဘူးပေါ့နော်ဘယ်ဟာကိုဥတီတော့ဆိုရင် နောက်တစ်ခုကကလေးတွေရဲ့ screen တိုင်းတွေကိုအာအ ਨੇ ငယ်တာဒါမှမဟုတ်ရင်လုံးဝကိုရှော့ချထားတယ် screen တိုင်းကိုပြီးရင်လည်းနည်းနည်းပဲပြီးတယ် အဲလုံးဝရှော့ချထားတဲ့နီလန်လေးလည်းဖြစ်တယ်။သူကဘာတွေကိုဦးစားပေးတော့ဆိုရင် art အနုပညာတွေ music ဂီတတွေပကြီးဆွဲတာတွေကိုဒါမိမောင်းထိုးပြီးတော့ဒါဖော်ထုတ်ထားတဲ့နီလန်လေးလည်းဖြစ်တယ်။ဒီ woodro approach ကဆိုလို့ရှိရင် technology ကိုလုံးဝသုံးမထားဘူး။ဘာလို့ဥတီဘာလို့ဦးစားပေးတော့ဆိုရင်ကလေးတွေရဲ့တီတင်ဖန်တီးမှုစူးစမ်းရှာဖွေလေ့လာမှုကို ဖွံ့ဖြိုးအောင်လုပ်ပေးတဲ့ approach လေးလည်းဖြစ်ပါတယ်။ အဲ့ကလိုမျိုးပေါ့နော်ဒီ wood draw ဆိုတဲ့ဒါ approach ကနေရာဒေသကိုအစွဲပြုပြီးတော့ photo ထားတဲ့နီလန်လေးဖြစ်ပါတယ်ရှင်နောက်တစ်ခုကကြတော့ regio approach သူကကြတော့ regio ချင်းကနေရာကြတော့အီတလီမှာရှိတဲ့ဒေသလေးတစ်ခုရဲ့အမည်ကိုအစွဲပြုပြီးတော့မှတ်ခေါ်ထားတဲ့ချင်းကနေတစ်ခုဖြစ်ပါတယ်ရှင် သူကဗာပြောခဲ့လဲဆိုရင် ပညာရှင်ကြီး Lauren Gassy လို့ခေါ်တဲ့ပညာရှင်ကနေဖော်ထုတ်တဲ့ချင်းကပ်ကြီးဖြစ်တယ်။ဒီပညာရှင်ကြီးကဘာပြောခဲ့လဲဆိုလို့ရှိရင်သူကဆရာဟာတဲ့ကလေးတွေနဲ့အတူတူလေ့လာတယ်။ကလေးတွေရဲ့ပြဿနာဖြေရှင်းမှုဆိုင်ရာစွမ်းရည်တွေကလေးတွေရဲ့ပေါင်းတင်ဆက်ဆံမှုဆိုင်ရာစွမ်းရည်တွေကို ပြင်ပြိုးတိုးတက်စေဖို့အတွက် ဆိုလို့ရှိရင်တဲ့ကစားခြင်းကနေတင်ယူလို့ရတယ်ဆိုတာကို ီမောင်းထိုးပြီးတော့ခေါ်ထုတ်ခဲ့ပါတယ်ဒီ reggie ကို approach မှာဆိုလို့ရှိရင်ကလေးတွေကိုဘဝတသက်တာတင်ယူသူများဖြစ်အောင်တင်ယူမှုကိုချစ်မြတ်နိုးအောင်ပြုစုပြောထောင်ပေးတယ်ကိုကိုကိုလည်းယုံကြည်မှုရှိအောင်လည်းပြုစုပြောထောင်ပေးတယ်ချင်းကန်ဒီတမျိုးဖြစ်ပါတယ်နောက်တစ်ခုကကြတော့ high school high school approach ကကြတော့သူကကြတော့ဒီချင်းကန်ဒီကဒီပညာရှင်ကြီးကကြတော့ david harika ဒေးဗစ်ဟာရီကာဖော်ထုတ်ခဲ့တဲ့ဒီချင်းကန်နီးတစ်ခုဖြစ်တယ်သူကဘာလဲဆိုလို့ရှိရင်ကလေးတွေကိုတင်ယူမှုဖြစ်စေဖို့အတွက်ဆိုရင်တဲ့ကလေးကို ပြုစုပြောထောင်ပေးနေတဲ့သူတွေကအမြဲတမ်းကလေးတွေကို supporting လုပ်ပေးနေရမယ် supporting လုပ်ပေးနိုင်တဲ့သူတွေဖြစ်ရမယ်အထောက်အကူပြုရမယ်နောက်တစ်ခုကကလေးတွေကိုပို့ပြီးတော့တင်ယူမှုများများဖြစ်လာအောင်ချဲ့ထွေမှုတွေများများပေးရမယ် တည်ယူမှုအခွင့်အလန်းနီးလန်းတွေ များများပေးရမယ်လို့ဒီကဒီကျမတို့ high school ချင်းကန်ဒီမှာသူကဒီပညာရှင်ကြီးကဖော်ထုတ်ထားပါတယ်သူကကြတော့ဆရာဆိုတာကလေးတွေရဲ့လက်တွဲပေါ်ဖြစ်တယ်ဆရာဆိုတာကလေးတွေရဲ့လက်တွဲပေါ်ဖြစ်တယ်လို့ဒီပညာရှင်ကြီးကဖော်ထုတ်ထားပါတယ်ဒါကြောင့်ねဆရာဆိုတဲ့အထဲမှာမိဘလည်းကလေးတွေရဲ့ဆရာပဲ အဲကျောင်းမှာတင်ပေးတဲ့ဆရာလည်းဆရာပဲသူ့ရဲ့မြင်းဆရာတင်ဆရာကြားဆရာဆရာတွေမျိုးမျိုးရှိကြပါတော့အဲ့ဒီဆရာတွေဟာကလေးတွေရဲ့လက်တွဲပေါ်ဖြစ်ပါတယ်တဲ့ဒါကြောင့်ねမိဘတွေရောဆရာတွေရောဟာ free trip တွေခရီးသွေးသွားတဲ့အခါမှာကလေးတွေနဲ့အတူတူတွားသွားမယ်သူတို့ကို supporting တွေလုပ်ပေးမယ်အဲ့ဒီကနေပြီးတော့အတွေ့အကြုံကနေပြီးတော့ပညာကို ပေးမယ်ပေါ့နော်ဒါကြောင့်ပညာရေးအတွေ့အကြုံတွေပေးတဲ့အခါမှာအကောင်းဆုံးအထောက်ပံ့တွေပေးနိုင်ဖို့အတွက် ဒီက high scope ချင်းကနေဒီကိုလည်းမတို့လေးလာထားဖို့လည်းလိုတယ်ဒီလိုမျိုးဒီမိဘတွေဆရာတွေကကလေးတွေရဲ့လက်တွဲပေါ်ဖြစ်တယ်ဒါကြောင့်ဒီကလေးတွေကိုကျွန်တော်တို့ supporting များများလေးကောင်းကောင်းလှုပ်ဆောင်နိုင်မှုအတွက်ပညာရေးအတွေ့အကြုံကပြီးတဲ့အကောင်းဆုံးအထောက်အပံ့တွေဖြစ်နိုင်မှုအတွက် high scope ချင်းကနေရနေပြီးတော့မိမောင်းထိုးပြီးတော့ပြောပြခဲ့ပါတယ်ရှင်ဒီမှာအဓိကဒီ approach လေးခုကတော့ကျွန်မဆွေးနွေးပေးသွားမယ် approach တွေဖြစ်ပါတယ် အဲအဲ့လိုမျိုးပါပဲတခြားချင်းကနီးတွေလည်းရှိပါသေးတယ်တခြားချင်းကနီးတွေကကြတော့ဒီမှာဆိုလို့ရှိရင် language ပေါ့နော် သူကဘာသာစကားကိုဦးစားပေးတဲ့အကြောင်းနေတချို့ဆိုရင်မူဂျူเจ้าမှာကလေးက second language ပေါ့နော် second language ပေါ့ပထမမိခင်ဘာသာစကားကတော့ဒါမွေးစားနေပြီးတော့ဒါမိခင်ဘာသာစကားအဓိကထားပြီးတော့ ဟိုသူ့ကိုတင်တင်ကြားပေးရမှာဖြစ်တယ်။အဲ့ဒီကနေမှပေါ့နော်မူဂျိုချောင်းကိုရောက်တဲ့အခါမှာ तू က second language ကိုပို့ပြီးတော့ဦးစားပေးတယ်။အဲ second language ကို तू ကမူဂျိုချောင်းမှာမိတ်ဆက်ပြီးတော့ပေါ့နော်တင်ကြားပေးတယ်ပေါ့နော်။ချောင်းနေရှိတယ်။ဟိုကျွန်တော်တို့စီဒီမှာဆိုလို့ရှိရင်ကိုလည်းပဲရှိနေပြီ။တချို့ဆိုရင်မူဂျိုချောင်းမှာကလေးကဒါအင်္ဂလိပ်စာဒုတိယဘာသာ second language ဖြစ်တဲ့အင်္ဂလိပ်စာအထူးကဘာသုံးစကားအင်္ဂလိပ်ဘာသာစကားဆိုတော့အင်္ဂလိပ်စကားပြောတွေကို အကလေးတွေအရွယ်နဲ့ဟိုတင့်လျော်မဲ့ဟာလေးတွေကိုမိတ်ဆက်တင်ကြတယ်ခြေနေရှိနေပြီအင်မတန်ကောင်းမွန်တဲ့အလေးထားလေးတွေပေါ့လေအဲ့ဒါလေးတွေကတော့အတက်စရာကောင်းပါတယ်အဲ့လိုမျိုးပေါ့နော် second lens quiz ကိုမူဂျိုเจ้าမှာမိတ်ဆက်တင်ကြပေးတဲ့เจ้าတွေကိုကျမတို့ကအဓိကအဲ့လိုမျိုးပြုစုပြောထောင်မှုကိုဦးစားပေးတယ်ပြုစုပြောထောင်ပေးရမယ်ဘာကိုဦးစားပေးလဲဆိုလို့ရှိရင်တဲ့ကလေးကိုယ်တိုင်တင်ယူမှ တည်ယူမှုအောင်မြင်မယ်ကလေးကိုယ်တိုင်လုတ်ကင်နိုင်မှုအတွက်အခွင့်အလမ်းတွေညများများပေးရမယ်လို့ဒီ approach ကဆိုပါတယ်ရှင်ဆရာကလုတ်ပေးနေဖို့မဟုတ်ဘူးကလေးကိုယ်တိုင်လွတ်လွတ်လပ်လပ်နဲ့တည်ယူခွင့်ရရှိအောင်လုတ်အခွင့်အခွင့်အလမ်းတွေပေးရမယ်လုတ်ဆောင်ရင်းနဲ့ရလုတ်ဆောင်ရင်းကနေတည်ယူခွင့်ရရှိရမယ်အဲ့လိုမျိုးဒီ approach ကလည်း lifelong learning ကိုရရှိစေဖို့အတွက်အထောက်အပံ့ပေးတယ်မိမောင်းထုတ်ပြထားတဲ့ချင်းကန်ဤတမျိုးဖြစ်ပါတယ်ရှင်နောက်တစ်ခုကကြတော့ parent code of ဆိုတာကကြတော့သူကဒီ approach ကကြတော့မိဘတွေရက်ရွာအဖွဲ့အစည်းတွေမှာတည်တည်ချာချာကိုပဲကလေးတွေရဲ့ဖွံ့ဖြိုးမှုအတွက်အထောက်အပံ့ဖြစ်ရမယ်ဖြစ်ရမယ်ပေါ့လေဘာလို့လဲဆိုတော့ကလေးတွေက community ဖြစ်တယ်ဆိုတဲ့ဒသနာပေါ်မှာအခြေခံထားတာဖြစ်တယ် မိဘတွေပါဝင်မှုဖြစ်စေဖို့ဆိုရင်တဲ့မိဘတွေကကလေးရဲ့ပညာရေးကိုပိုပြီးထောက်ပံ့ပေးဖို့လိုပါတယ်တဲ့ပညာရေးအတွက်ပါဝင်မှုကိုတက်နိုင်သမျှထောက်ပံ့ပေးဖို့လိုတယ်ဒါကြောင့်ပိုပြီးတော့မိဘတွေကလည်းကလေးရဲ့ပညာရေးကိုစိတ်ဝင်စားရမယ်အဲမိဘတွေကစိတ်ဝင်တစားနဲ့ပါဝင်ပေးရမယ်ဆိုတာကိုဒီ approach ကနေပြီးတော့မိမောင်းထုတ်ပြထားတဲ့ချင်းကနေလေးလေးဖြစ်ပါတယ်ရှင် နောက်တစ်ခုကကြတော့ကျမတို့ဒီမှာဆိုရင် Forest Nature School ဆိုတာကကြတော့သူကတဘာဝပတ်ဝန်းကျင်ကိုပို့ပြီးတော့အလေးထားတယ်။သူကကြတော့ကျမတို့တဘာဝအရာတွေကိုလေးလာတင်ယူနေတယ်။နောက်တစ်ခါသူကဒီပေါ့နော်ကျမတို့ဒီ outdoor outdoors community dining ကိုပို့ပြီးတော့ဗာဖြစ်တော့ဆိုရင်သူကများများပေးတယ်။ဟဲ outdoor environment ပေါ့နော် outdoor environment ကိုသူက များများသွားပြီးတော့မှကလေးတွေကိုယ်တိုင်းတဘာဝကိုချစ်မြတ်လို့အောင်တဘာဝနဲ့နီးစပ်ပြီးတော့သူတို့ကိုယ်တိုင်းတည်ယူမှုရရှိအောင်ပြဿနာတွေကိုကိုယ်တိုင်းဖြေရှင်းတတ်အောင်အဲအဲ့လိုမျိုးတွေညီလဲနေနေဒါချင်းကပ်ပြီးတော့တည်ယူပြင်ပြင်ပေးတဲ့ approach ချင်းကပ်နေတဲ့ခုဖြစ်ပါတယ်။နောက်တစ်ခုကကြတော့ကျမတို့ religious school ဆိုတာကကြတော့ဘာသာရေးကိုအခြေခံတဲ့အကြောင်းတွေ church တရားနေပြီးတော့ဒါဖွင့်လှစ်ထားတဲ့ ာသာရေးအခြေခံတဲ့ကျောင်းတွေရှိတယ်ဘာသာရေးပေါ်မှာအခြေခံပြီးတော့တင်သွားတာပေါ့နော်နောက်တော့အစ္စလမ်နေရနေပြီးတော့ဒီလိုမျိုးကျောင်းအစ္စလမ်တွေမှာဖွင့်ထားတဲ့ကျောင်းတွေရှိတယ်အစ္စလမ်ဘာသာရေးကျောင်းတွေရှိတယ်သူကဘာသာရေးကိုအခြေခံပြီးတော့ဒါလေ့ကျင့်ပေးတဲ့ကျောင်းတွေပေါ့နော်ဒါပြည်သူနဲ့ဖြည့်ရှင်းတတ်အောင်ဒီဘာသာရေးနဲ့ဆက်နွယ်ပြီးတော့ဒါဖွင့်နေထားတဲ့ကျောင်းမျိုးတွေပါနောက်တစ်ခုကကြတော့ home based program ဆိုတာကကြတော့ mother mother side girl ဆိုတာကကြတော့ကျမတို့ ဒီမိခင်နေကိုယ်တိုင်ကနေပြီးတော့ဒီပညာရေးကိုပေါ့နော်စိတ်ဝင်စားနဲ့ကလေးတွေပေါ့မှာအလုပ်ထအောင်ဆိုရင် home based learning တွေနဲ့ပေါ့နော်ဒါသင်ကြားပေးတာအဲနောက်တကဒီ early childhood တွေမရှိမဖြစ်လဲလိုအပ်ပါတယ်ဒီလိုမျိုးပုံစံနေရာတကူးချင်းနေမျိုးမှာပဲတချို့ကျောင်းနေရာတွေမှာဒါလိုမျိုးဒီက home based learning တွေကို program တွေပေါ့နော်အကောင့်ထဲပေါ်နေကြတယ် ဒါဟာရရွာခြေပြုတွေလည်းရှိရဲ့ရရရရရွာကနေပြီးတော့ဥစားအဒီစင်ဆိုလို့ရှိရင်လေဒါဒီ mother cycle mother cycle ကနေပြီးတော့သူ home base program နေနီးပညာနေပြီးတော့သူလည်းဒီကဘာကျော်တဲ့ဒီတီထွင်ပညာရှင်ကြီးဖြစ်လာတာပါအဲဒီလိုမျိုးနီးနေနဲ့ချင်းကန်နီးနေနဲ့လည်းအစအစရဲ့ဒီဒီလိုမျိုးပညာရေးနဲ့ပတ်သက်တဲ့ကလေးရဲ့အဲဒီလိုအပ်တဲ့ အတော့ဆောင်ဒီပစ္စည်းတွေနောက်တခါအကြောင်းဆရာဆရာမတွေရဲ့လာခဆာမှာပေါ့ community ဒီရက်ရွာပဲဒါကိုမလုပ်ထားအောင်ဆိုလို့ရှိရင်တာဝန်ယူပြီးတော့စီစဉ်ဆောင်ရွက်ပေးတာကလေးတွေအတွက်လိုအပ်တဲ့ကစားစရာတွေအကြောင်းရဲ့လိုအပ်ချက်တွေကုညီထောက်ပံ့ပေးဖို့လိုအပ်တဲ့အရာတွေကိုဒီရက်ရွာနေပြီးတော့ကုညီပံ့ပိုးပေးတယ်အဲ့လိုမျိုးပေါ့နော်ချင့်ကဲ့နေအမျိုးမျိုးရှိပါတယ်ဆိုတာကိုကျမယနေ့ဆွေးနွေးပေးသွားရင်ဖြစ်ပါတယ်အဲ့ဒီကဒီကျမချင့်ကဲ့နေရဲ့မျိုးမျိုးတွေထဲမှာ ကျွန်မဆွေးနွေးမှာတော့ရှေ့ပိုင်းမှာကျွန်မဆွေးနွေးထားတယ်။ဒါဒီ Montessori ပေါ့နော် approach ကိုကျွန်မတို့ဆွေးနွေးမှာပါ။အဲ့ဒီကဆွေးနွေးချက်တွေကိုလည်းနောက်နေ့တွေမှာဆက်လက်ပြီးတော့ဆွေးနွေးပေးသွားပါမယ်လို့ပြောကြရင်လည်းကျွန်မယနေ့ဆွေးနွေးချက်ကလေးကိုညီကုန်းချုပ်ခွင့်ပြုပါအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။